ူကဘာကြီးကိုပျက်စီးစေတတ်တဲ့အဓိကအကြောင်းကတော့ဘာတော့ဆိုရင်လူတွေရဲ့ဇယိုက်ဆိုးတွေသာဖြစ်တယ်ပေါ့နော်လူတွေရဲ့ဇယိုက်ဆိုးဟုတ်မို့စဉ်းစားကြည့်ပေါ့ခဏိခေတ်မှာလဲဘိုးခေါင်းနဲ့ရေရှားနဲ့တတော်တွေပြောင်းကုန်နဲ့တော်တွေပြောင်းတောင်းနေပြောဘသူတွေကလှုပ်လဲလူတွေလှုပ်တာပဲလေအဲလူတွေကဘာလို့လှုပ်တာတော့ဆိုတကယ်တော့လောဘတွေဒေါသတွေမောဟတွေပဲနော်မစင်မကျင် တော်တွေခုတ်တယ်ဆိုတာမောဟ လောဘကြီးပြီးတော့ခုတ်တာလောဘနော်အဲ့တော့လောဘတွေဒေါသတွေနဲ့တောကြီးတွေကပြုံးကုန်လာသူတို့ပြုံးကုန်သည့်အတွက်ကြောင့်ယသိဝရုတွေပျက်စီးလာယသိဝရုပျက်စီးသွားခြင်းကြောင့်ဒီလူတွေရဲ့အာဟာရတွေလည်းထိခိုက်ပျက်စီးမှုတွေရှိလာအဲ့ကြတော့လူတွေဟာယောဂဝေဒနာတွေဖြစ်ပွားပြီးအသေးပြောက်များလာတာဒါလည်းလူကြီးရောပါခြင်းအကြောင်းတစ်ခု ဒီလိုဆက်ဆက်မှုရှိတယ်ပေါ့နော်လို့ဆက်ဆက်မှုရှိတယ်ဒီမှာမြတ်စွာဘုရားဖြေထားတဲ့ဖြေတယ်မှာဘာပါတော့ဆိုလူသားရဲ့ဆရာအဆိုးကို၃မျိုးဖော်ပြထားနမတိကပါတော့ဆိုအတ္တမရာဂတော်တော်ကိုတရားမဲ့တဲ့တတ်မဲ့မှုဒီလိုဆိုလို့နော်အတ္တမရာဂဓမ္မရဲ့ဆန့်ကျင်မဲ့လူတွေလုံနေကြတဲ့ လူတွေရဲ့ราคะဆိုရက်တမဲ့မှုဟာအတောကိုတရားလွန်တယ်လို့သူဆိုလို့ပေါ့နော်တရားလွန်တဲ့အတ္တမဆိုတရားလွန်တဲ့တမဲ့မှုအဲ့ဒါတခုဟောနောက်တစ်ခုကတော့ဝိသမလောဘလူတွေရဲ့တဏ္ဍာဖြစ်တဲ့အတောကိုညီမျှမှုကိုဖြည့်ဆည်းတဲ့မညီမမျှအစွန်းရောက်တဲ့လောဘလို့ဆိုလို့ဝိသမလောဘဆို လောဘဆိုတာဒီလိုချင်တာဆိုတာအစွန်းရောက်တဲ့လိုချင်မှုဆိုတာကိုယ့်ဟာကိုယ်လိုချင်တာကြတော့အစွန်းမရောက်ဘူးလို့ပြောလို့ရတယ်နော်ကိုယ်ပိုင်တာကိုယ်လိုချင်တာအစွန်းမရောက်ဘူးသူများဟာလိုချင်ရင်တအစွန်းရောက်သွားပြီလုံခဲ့တယ်ပေါ့အခုကပြောတယ်မို့လားနေကနေမှာခရမ်းလွန်ရောင်ချီဆိုတာရှိလာတယ်မဟုတ်လားလူကအန်ရပေးတယ်လေအဲ့ဒါလိုပဲ ဝိသမလောဘစာခယံလွန်ရောက်ကြည့်လို့ပဲလွန်ကဲတဲ့လောဘအဲ့ဒါလည်းအန္တရာယ်ရှိတယ်နော်ခယံလွန်ရောက်ကြည့် ultraviolet အဲ့ဒါနဲ့အန္တရာယ်ရှိတာမဟုတ်ဘူး ultra greedy ပေါ့နော်အလုံးကိုလွန်ကဲလာတဲ့လောဘလို့ဆိုလို့အဲ့ဒါလည်းလူရဲ့ဇယဆိုးတွေပေါ့ဒီကနေ့ခေတ်မှာတိုးတက်များပြားလာအတ္တမရာဂဆိုရဲဓမ္မနဲ့ဆန့်ကျင်ပြီးတော့နော်တရားလွန်တဲ့ရာဂတွေဖြစ်ကြတယ် ဝိသမလောဘလို့ဆိုတဲ့ဒီမြတ်တာမှုမရှိလွန်ကဲလာတဲ့လောဘတွေဖြစ်ကြတယ်မိစ္ဆာဓမ္မလို့ဆိုတဲ့အတိုင်းမမမမကျင့်သုံးနေတိုင်းပြောဆိုကြတယ်ဆိုတဲ့ဒီတဘာဝတရားဒီဇေယိုက်ဆိုးသုံးမျိုးဟာလူလောကကြီးကိုပျက်စီးဖို့ဖော်ဆောင်နေတဲ့လူတွေရဲ့အကျင့်ဇေယိုက်ဆိုးကြီး၃မျိုးပဲတဲ့အဲ့ဒီဇေယိုက်ဆိုးကြီး၃မျိုးကြောင့် ဒီခုလိုလူလောကကြီးကပျက်စီးတာလို့ဒါကလူမသိသူမသိတဲ့အကြောင်းတရားတွေကိုမြတ်စွာဘုရားဟောတာ။အမှန်လူတွေဓာရီကမသိနိုင်ဘူးလေ။ဓာရီကြောင့်ဖြစ်တယ်လို့မသိဘူး။လူတွေသိတာတော့ကြည့်တယ်။ဘဝပြည့်တစ်တော်တွေဘာကြောင့်ပြောင်းခုံးလို့ပြောင်းတယ်ပဲပြောမှာပေါ့။မြတ်စွာဘုရားကမဟုတ်ဘူးလောဘကြောင့်။ဒီလိုဆုလို့ရပေါ့နော်။လောဘတွေဒေါသတွေမောဟတွေကြောင့်ဖြစ်တာ။ဒီလိုဆုလို့ရပေါ့။ အဲ့တော့အတွင်းကြကြအရင်ကြကြပြောရမယ်ဆိုလို့ရှင်အတ္တမရာဂတဲ့နော်အတ္တမရာဂတရားလွန်တဲ့တဏှာလောဘတဏှာရာဂဝိတမလောဘအစွန်းရောက်တဲ့လောဘမိစ္ဆာဓမ္မမှမှယဉ်ယဉ်ပြုတ်ချစ်မှုအဲ့ဒီ၃မျိုးဟာလူလောကလူတွေကျင့်သုံးနေတဲ့ဒီတရား၃မျိုးဟာ လူသားတွေဘဝလူကဘာကြီးကိုဖြည့်ဆည်းတတ်တဲ့အကြောင်းတရားသုံးခုလို့အဲ့တော့ဒီသုံးတန်ကအင်္ဂုတ္တရနိကေမှာလာတဲ့သုံးတန်ဒီမှာတော့အဲ့လောက်ပဲဖွင့်တယ်အဲ့ဒီမှာအတ္တမရာဂဆိုတာနော်ကိုယ်နဲ့ပတ်သက်လာတဲ့ကိုယ်နဲ့ပတ်သက်လာတဲ့ပစ္စည်းဥစ္စာကိုတွေ့တာရာဟာတရားလွန်တယ်လို့ပြောလို့မရဘူးကိုယ်နဲ့မပတ်သက်တာကိုပါတွေ့တာလာတယ်ဆိုရင်အတ္တမဒီလိုဆိုလို့ရတယ်နော် ဝိသမလောဘကလည်းကိုယ်ပိုင်နဲ့အရာပေါ်မှာလိုချင်တာတရားလုံးနဲ့လို့ပြောလို့မရဘူး။သူများပိုင်တာကိုလိုချင်လာရင်တော့ဝိသမလောဘဒီလိုဆိုတယ်။မိစ္ဆာဓမ္မဆိုတာတော့မာမယဉ်ယဉ်နေခြင်းသုံးလုံးကင်တာတယ်။မောမောမာမာတွေလို့အဲ့တော့ဒီမှာထေရရဲ့ရှင်ပြချက်ကတော့အဲ့လောက်ပဲရှင်ပြသို့တော့သက္ကဝတိတုဒ္ဓံမှာရှင်ပြထားတာလေးတခုနဲ့ကြည့်မယ်ဆိုရင်ဒီကနေ့ခေတ်မှာအဲ့ဒါတွေဖြစ်နေတာကိုတွေ့တွေ့ရတယ် နော်ဒီကနေ့ခင်မှာဖြစ်အတ္တမရာဂဆိုတာဘာကိုပြောတာတော့ဆိုတရားမဲ့တဲ့တဏှာရာဂမတတ်မရမယ့်နေရာကိုတတ်မဲ့တယ်ဆိုပါစို့သားသမီးကသားကအမေကိုတတ်မဲ့တာအဖေကသမီးကိုတတ်မဲ့တာဟုတ်အဲ့လိုမျိုးအတ္တမရာဂလို့ခေါ်တယ်နော်မတတ်မရမယ့်နေရာမတော်တတ်မဲ့တာဒါကလေးခင်မှာဖြစ်နေတဲ့ဇယိုက်ဆိုးပဲ လူတွေဘယ်သူမှမကြိုက်ဘူးပေါ့ဒါမျိုးဒီဇေယျဆိုးမျိုးရှိတဲ့လူကိုကန့်ကွက်ကြတာနော်အဲ့ဒါဇေယျဆိုးတခုအတ္တမရာဂဆိုတာမဖြစ်တဲ့နေရာမှာတဏှာရာဂဖြစ်တာဝိတမလောဘဆိုတာဖြစ်တဲ့ဖြစ်တတ်တဲ့ကိုယ်နဲ့ပတ်သက်တဲ့နော်ကိုယ်နဲ့ပတ်သက်တဲ့ကိစ္စမှာလောဘဖြစ်တာပြောစရာမရှိဘူးမပတ်သက်တာရောပတ်သက်တာရောအကုန်လုံးပတ်သက်တဲ့နေရာမှာနေမယ်အလွန်အကျွံဖြစ်တာဝိတမလောဘလို့ခေါ် မိစ္ဆာဓမ္မကြတော့ဘာပြောတာတုံးလို့ဆိုခနေခိခစ်စားနေတယ်မိစ္ဆာဓမ္မဘာလဲဆိုနော်ပြောရမယ်ဆိုရင်စားတဲ့အတိုင်းပြောတာနော်စားတဲ့အတိုင်းပြောတာနော်ကြာကြာချင်းမအမာချင်းခနေခိမှာလေခေတို့လက်စဗီယန်တို့ G2G ဆိုတာ G2G ပေါ့ L2L ဟုတ် G2 L L 2 G ပေါ့အဲ့လိုပဲပြောလိုက်ပြီနော်ကြာကြာချင်းမမာချင်းတက်မဲ့တဲ့အရာတွေဖြစ်ပေါ်လာတာဟာဒါမိစ္ဆာဓမ္မလို့ခေါ်တယ် round practice ပေါ့အဓိပ္ပာယ်ပြန်မယ်ဆို round practice ခဏိခေမှာလူလောကမှာဥပဒေကခွင့်ပြုရတဲ့အနေအထားမျိုးတွေရောက်လာပြီလေဥပဒေကခွင့်ပြုလာပြီတချို့နိုင်ငံတွေဥပဒေကခွင့်ပြုလာ ဥရိယခွင့်ပြုတယ်ဆိုတာလူလောက်တဲ့ဥပဒေပြောတာပါတချို့နိုင်ငံတွေကခွင့်လောက်တဲ့ဒိဗေတွေဖြစ်လာအဲ့တော့ဒီလိုမိစ္ဆာဓမ္မလွယ်လွယ်မှားမှားတွေဖြစ်ပေါ်လာတဲ့ဟာဟာလည်းပဲဇယိုက်ဆိုးတစ်မျိုးလို့သူတို့ကြားသွားရင်တော့လေစားတဲ့အတိုင်းဟောရတာမတန်နိုင်ဘူးလေနော်စားထဲမှာလာပြီးတော့ကြည့်မယ်ဆိုရင်စာအုပ်နဲ့တေချာပြပါမယ် အဲ့ဒါမျိုးတွေဆိုလိုတာကနော်အတ္တမရာဂတဲ့ตาနဲ့အမိသမီးနဲ့အဖေစွာမျိုးလိုဟောဓမ္မအချင်းချင်းစွာလေးအတ္တမရာဂဝိသမလောဘစွာကိုယ်နဲ့ပတ်သက်တာတောင်မှအလွန်ကဲဖြစ်တာမိစ္ဆာဓမ္မဆိုတာခုနလိုကြာကြာချင်းမာမာချင်းအဲ့ဒီလိုဖြစ်တာကြတော့ wrong practice လို့ခေါ်တယ်အဲ့ဒီတရား၃မျိုးဟာလူလောကဆုံးဖြစ်ပြခြင်းအကြောင်းတရား၃မျိုး ဒီလိုဆိုတယ်နော်ဖះဟောထားတဲ့အတိုင်းပဲထေကရာတွေပါဒီလိုဆိုထားတယ်ဒါလဲဒီကနေ့ခေတ်မှာထွန်းကားပြီးတော့နေတာခနေ့ခေတ်မှာထွန်းကားတာလားလို့ဆိုမဟုတ်ဘူးလူသက်တမ်းတစ်ထောင်လုံးကဖြစ်လာအဲ့ဒီဟာဖြစ်ပြီးလူသက်တမ်းကြလာအသက်တစ်ထောင်တန်းရောက်တာအသက်တစ်ထောင်တန်းမှာဖြစ်ခဲ့ပြီပေါ့ဒီဟာဒီပို့ပို့များလာမယ်လို့ဆိုလိုတယ်နောက်ကျရင်ဒီတဲ့ပို့မြင်ကြရအောင်ပါပေါ့ သက်ရှိရှိနေလို့ရှင်ပုံမြင်ကြရအောင်ပါပေါ့နော်ပို့ပြီးတော့ရဥယေတွေများလာအောင်ပါပေါ့နောက်ကြလို့ရှင်အရေအတွက်တွေများလာအဲ့ဒါလို့ကမ္ဘာလောကကြီးကဖြစ်ပျက်လာပြီဆိုရင်ဘာဖြစ်လဲကမ္ဘာလောကကြီးပျက်စီးတယ်ဆိုတော့ဘလို့ပျက်စီးတာတော့ဒီတုတ်တံမှာမြတ်စွာဘုရားအချက်၃ချက်ကိုပြောထားတယ် ဒီဇယိုက်ဆိုးတွေကိုလူတွေဟာအမိုက်မျိုးတွေကနေဇယိုက်ဆိုးတွေကိုကျင့်သုံးပြီဆိုလို့ရှိရင်တဲ့လူတွေပါလောက်လာကြတော့နံပါတ်1ကတိဏ္ဏာနိတ္တထာနိဆိုတာတမန်ကားပြင်ပြောမယ်ဆိုရင်ဒီတ္တထဆိုတာလက်နဲ့ပဲတိဏ္ဏဆိုတာထက်တာဓာတ်လို့ပြောမယ်ဆိုရင်တော့ထက်တဲ့ဓာတ်ပေါ့အခုခေတ်ကဓာတ်ခက်မဟုတ်တော့ တလောကတောင်းတောင်းရေးတာဓာတ်ထုမှုတွေများလာကြီးလားဘာလို့အေတနတ်ဝဲမရလို့တဲ့တနတ်ဝဲရရင်ပြစ်ခတ်မှုတွေဖြစ်မှာပေါ့အခုကတနတ်မရှိလို့ဓာတ်ထုမှုများဆိုးသွားတယ်နော်အဲဓာတ်ထုမှုတွေများလာကြီးလားဆိုတော့တနတ်မှာဝဲမရအဲ့ဒါလိုပဲအဲ့တော့တိဏ္ဍာနိတ္တထာနိဆိုတာ very powerful weapon နော်အစွမ်းထက်တဲ့လက်နဲ့လို့ဆိုလို့ရတယ် powerful weapon အဲ့ဒီအစွမ်းထက်တဲ့လက်နဲ့တည်နဲ့ဒီအဲ့ဓာရီကင်ပြီးတော့လူတွေချင်းချင်းတပ်ဖြတ်နေကြတယ်တဲ့ဒါဟုတ်လားမဟုတ်လားကြည့်လေခုခေစာဖတ်လိုက်ရင်လည်းသိနိုင်နော်အစွမ်းထက်တဲ့လက်နဲ့ကြီးတွေနဲ့အခုကလူတွေဟာဘုသူ့တတ်နေတာတော့လူတွေချင်းတတ်နေကြတာပဲလေအမှားအပြင်းပြောလို့ဆိုစစ်ဖြစ်နေတယ်ပေါ့ဒီလိုပဲပြောစစ်ဖြစ်နေတယ်ပဲပြောတကယ်တော့ ဒီတိုင်းဆိုရင်ရသဗျာဘယ်လိုပြောတော့ဆိုအခုပြောခဲ့တဲ့ဇေယျဆိုးတွေရှိတဲ့လူတွေဟာတဲ့တိန်နာနိတတ္ထာနိခေတဝါအစွမ်းထက်တဲ့လက်နဲ့တွေကင်ဆွဲပြီးတော့အညမဉဏ်ဇီဝိတံဝရောပင်တိတယောက်နဲ့တယောက်တပ်ဖြတ်ကြတယ်ဟုတ်တာဒီကနေ့လုံနေတာဒီတိုင်းပဲလေပါဝါဖူးဝတ်ပံအလုံးကိုစမ်းထက်တာတိုက်တလုံးကတော့ဝုံးစုပြိုသွားမဲ့တာမှတ်ပြီးတော့ခဏလေးပဲနော် လေချောင်းကတိုက်တာပဲဖြစ်ဟောဖြစ်ခဏလေးအတွင်းပျောက်သွားနိုင်တယ်မြို့တစ်မြို့ပါတီးတဲ့ဆွမ်းထက်တာတွေမသုံးသေးလို့တော်သေးတယ်ပေါ့အဲ့ဒါကြတော့ဟို9ရက်စစ်ပွဲဆိုဆနစ်တန်းရောက်ပြီဆိုတော့အခုလဲဆနစ်တန်းမယ်10ခု10ရာနဲ့တွဲမယ်ဆို10ပဲထားနော်ရာမဟုတ်တော့ခဏရဲ့ဘုံနေနဲ့တွဲမယ်ဆိုရင်ခု10ရာထောင်သိန်းတော့ဒီလိုသွားတာတော့တောင်းသိန်းသားနော် အဲ့ဒါဆိုရင်စနစ်တန်းလို့ပြောလို့ရနေပြီကွာအဲ့ဒီမှာခြေကနန်းထဲမှာရှိနေပြီလေလူတက်တာအဲ့တော့လူတွေရဲ့စစ်ပွဲကြီးတွေဟာနောက်ဆုံးစစ်ပွဲရတော့ကြာကြာကြီးမတက်ရပါဘူးတဲ့တပတ်ပါတပတ်အတွင်းမှာပဲအားလုံးဟာတည်ကြွေသွားမှာအဲ့ဒီမှာကြံတဲ့ပုဂ္ဂိုလ်တွေကတန်ဝေကကြီးစွာရပြီးတော့မေတ္တာတွေတူနဲ့တူမေတ္တာထားကရုဏာထားပြီး လူလောကကြီးကိုပြန်လည်ပြီးတော့ဟိုသူတို့ဟာအကျဉ်းသားတရားတွေနဲ့ပြန်ပြီးတော့ချစ်ကြည်မှုတွေနဲ့လူလောကကြီးကိုပြန်ပြီးတော့ဟိုဆောင်းလျှောက်ကြတော့မှကြံတဲ့လူတွေကဆောင်းလျှောက်တယ်အများကြီးကတော့တည်သွားပြီပေါ့အဲ့တော့လောကလူလောကလူတွေပျက်စီးနေတာတိဏ္ဏိတထာဏိခေတဝအညမညာဇီဝိတံဝရောပင်တိတယ်မြတ်စွာဘုရား တကယ်ကိုအစွမ်းထက်တဲ့လက်နဲ့ကြီးတွေကင်ပြီးတော့တယောက်နဲ့တယောက်တတ်ကြတယ်တဲ့တေနဘဟုမနုဿာကာလကရွန်တိဒါကြောင့်လူတွေအများကြီးတိတ်ကုန်တယ်ခဏိလည်းနေဝချွဲတေနေတာလေနေစင်နဲ့အမြတေတာအများကြီးတေနေတာအဲ့ဒါလူလောကလူဦးရေတွေရောပသွားခြင်းအကြောင်းပဲတဲ့ဒါတခုနော်ဒီဇေယျဆိုးတွေရှိနေရင်အခုဒီနံပါတ်1လက်နဲ့ လက်နဲ့ဆိုကြီးလက်နဲ့ကဆိုကြီးဆိုတာကတ်ဆိုတာခဏခေတ်ကနားလည်ရတာတော့ MPT တို့ဘာတို့တယ်လီနော့တို့လောက်သိမှာအဲ့ဒါပြောတာမဟုတ်ဘူးเนาะကတ်ဆိုတာကပ်ပဆိုတဲ့စကားလုံးကလာတာကပ်ပဆိုတာဘမပြေမှာကတ်သုံးပါဆိုတာလူတွေကလည်းအဲ့ဒီကတ်သုံးခုမှတ်ကပ်ပဆိုတာအချိန်ပိုင်းကိုပြောတာ ဒီဆက်စတာကဲအော့ဒီပြဿနာကြီးကြုံပြီးတော့ဒုက္ခတွေရောက်နေတဲ့အချိန်မှာဥမာဒုတိယကဘာစစ်ဖြစ်နေဆိုဒုတိယကဘာစစ်ကြီးဖြစ်နေတော့အချိန်ပိုင်းကြီးကိုဒါကပ္ပလို့ခေါ်တယ်ကပ္ပဆိုတာဖြစ်ပေါ်နေတဲ့အချိန်ပိုင်းကြီးတစ်ခုဆိုလိုတယ်ပေါ့အခုလည်းစစ်ဖြစ်နေတာစစ်ဖြစ်တဲ့နိုင်ငံတွေမှာဒါကပ်ဒါကိုကပ်လို့ခေါ်တာနော်အဲ့တော့ကပ္ပဆိုတဲ့စကားလုံးကနေလာတာကပ်ဆိုအချိန်ပိုင်းလို့ပြောတယ် ရောဂန္တရကယောဂါတွေဖြစ်နေတာအခုဆိုဇီကာဆိုတာပေါ်နေတာအဲ့ဒါလဲကတ်လို့ပြောမှာဖြစ်ပေါ်နေတဲ့အပိုင်းခြားတစ်ခုသူဆိုလို့နေပေါ့အဲ့တော့နမတိကတော့စစ်ပွဲကြီးတွေဖြစ်ပြီးတော့လူတွေဟာတည်ကြည်မှုများသွားလို့လူလောကကြီးဟာမြို့တွေလည်းပြက်ရွာတွေလည်းပြက်အကုန်လုံးပြက်ပြီးဒူးရီယောဘကုန်တာဒါနမတိတစ်ခုနောက်နမနှစ်ဖြစ်နိုင်တာလူလောကကြီးပျက်စီးဖို့နမနှစ်ဖြစ်နိုင်တာကျတော့ဘာလို့ဆိုရင် အဲ့ဒီလိုလူတွေဟာဇေယျဆိုးတွေကိုအမိုက်မျိုးတွေကလိုက်ပြီးတော့ချင့်သုံးတဲ့အခါမှာ အများစုကဇေယျဆိုးတွေဖြစ်လာပြီဆိုရင်ဘာဖြစ်ဒေဝနာတမဒါရံဘဝိအနုပဝိသတိမိုးကမမှန်တော့ဘူးအခုလည်းမမှန်တော့ဘူးသိချာတယ်နော်များခြင်းများတယ်ညဲခြင်းညဲတယ်မရောခြင်းလည်းမရောရွာလိုက်ရင်လည်းပဲဟုတ်လားရွာလိုက်လို့ရှိရင်လည်းအကုန်ပြောချာကုန် အင်းဒီဘာတွေပဲပါကုန်ရွာတာအဲ့ဒါမိုးကောင်းမဟုတ်ဘူးနော်အဲ့တော့ကမိုးပေါ့အဲ့ဒါလို့ဒေဝသမ္မာဓာရမမှန်ကန်ကန်သူရွာလေးရွာလိုက်တဲ့အချိန်မှာရွာတယ်မရွာသေးတဲ့အချိန်ကမရွာဘူးလွားတဲ့အချိန်မှာရွာတယ်ဆိုတော့မမှန်ကန်ကန်ရွာတဲ့မိုးမျိုးမဟုတ်တော့ပဲနဲ့အဖြစ်မိုးတွေရွာချတယ်တေနဒုဗ္ဗိကံ အဲဒါကြောင့်လူတွေစုဆောင်းထားတဲ့စားစရာတောက်စရာတွေစပါးတွေပယ်တွေကြက်သွန်တွေပါသွားရတနည်းနဲ့ပါသွားရသေးစီတယ်လေနော်ကျွရတွေမှာအဲ့မှာပယ်တွေပါတွေလှမ်းထားကြပါသွားရင်ညရေတိုက်စားလို့ပါသွားကြက်သွန်တွေပါသွားရင်ပါသွားတယ်အဲ့ဒီလိုဖြစ်ယုံများမကဘူးစိုက်လိုက်မိုးတွေရွာလို့အကုန်လုံးပါသွားတော့လယ်တွေလည်းပြက် စိုက်ပျိုးရေးတည်နှံနေအကုန်ပြက်ပြက်တဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုအစာရေစာခေါင်းမငတ်မလာမလောက်တော့စားစရာတောက်စရာမလောက်တော့ဘူးဒုတ်တတံစဘာလည်းမပြေဆုံးတော့ဘူးနောက်ဆုံးမှာတလာကံဥဒ္ဒဒီရှယ်ယာနဲ့အသက်မွေးရတဲ့ဟာမျိုးခွဲရမ်းတဲ့အသက်မွေးရတဲ့အခြေအနေမျိုးထီအောင်ရောက်သွားနိုင်တယ်ဒုဗိက္ခဖြစ်ပြီအစာရေစာခေါင်းမလို့ ဟိုးလွန်ခဲ့တဲ့လေကအနှစ်20လောက်ကအီသီယိုးပီးယားမှာဖြစ်တဲ့အစာရေစာခေါင်းမာတဲ့ပုံလေးတွေမြန်ကြည့်မြင်တော့အမှန်တမ်းကြောက်စရာကောင်းတယ်ပေါ့နော်အဲ့ဒါလို့ဒီလိုဖြစ်တတ်တယ်တဲ့ဒါဒုတိယအဲ့ကြတော့လူတွေဟာအများစုသေဆုံးကုန်ကြတယ်အဲ့ဒီသေဆုံးကုန်ကြသည့်အတွက်ကြောင့်လူဦးရေတွေလည်းယောပါသွားတယ်မျိုးတွေယောတွေလည်းပျက်စီးကုန်တယ်လို့သူတို့ဆိုတယ်နောက်နံပါတ်3ကတော့ တာမန်လူတွေမသိနိုင်တဲ့အချက်တစ်ခုပြောဒီနှစ်ခုကသိနိုင်တယ်စစ်ပွဲတွေဖြစ်လို့သေတာရဲ့နော်စစ်ပွဲဖြစ်လို့သေတာရဲ့မိုးဖြစ်လို့ပြက်ကုန်တာတွေရဲ့ဒါတွေကတာမန်အဖြစ်တော့သိနိုင်တယ်နောက်နံပါတ်3ကျတော့လူလောကကြီးပျက်စီးတာဘာကြောင့်လဲဆိုလို့ရှင်ဒီလူတွေမမြင်ရတဲ့အမနုဿလူသူတတဝါတွေ အဆိုတာဒီနေရာမှာတူတယ်ဆိုတဲ့အဖြစ်ပဲနော်လူထုတရဝလူထုတရဝဆိုတာဘသူတွေခေါ်တာတော့ဆိုဗုဒ္ဓတဆေတွေပြိတ်တာလေတရေတွေတပတ်တွေပေါ့နော်အဲ့ဒီကောင်းနေအဲ့ဒီကောင်းနေအမနုဿာဝါလီအမနုတိအုတ်ချုပ်တဲ့နတ်တွေအုတ်ချုပ်တဲ့နတ်တွေကအဲ့ဒီလိုဇေယိုက်ဆိုးရှိတဲ့ ဘလူသပဲ့တရေတွေတရေတွေတပတ်တွေကိုလူလောကထဲမှာသူတို့ကလွတ်လိုက်ကြတယ်နော်ထိမ့်ချုပ်မှုလို့ပေးလိုက်တယ်မထိမ့်တော့မထိမ့်တဲ့အခါအဲ့ဒီကောင်တွေကဝိညာဉ်တိုင်းဝင်တောင်းကြရင်တိုင်းတောင်းကြတလောကတောင်းမှာတောင်းကြတယ်မဟုတ်လားဘာလို့ညောင်းမြမျိုးနားမှာနော်เจ้าတွေเจ้ามาเตยဝင်ปูနေတယ်ဆိုတော့ အဲ့ဒီလိုအမျိုးတွေတောင်းကျမ်းမှုတွေများလာမှာပဲနောက်ကြလို့ရှိရင်နော်အဲ့ဒီလိုသူတို့လွတ်လိုက်လို့တောင်းကျမ်းကုန်တောင်းကျမ်းလို့လူတွေတေးကုန်ဒီလိုကလည်းမြုံလဲကလေးတွေတရေဘူးတွေဆိုသတ်ဖြစ်တယ်လို့တောင်းကျမ်းမှုတွေဟာလောကကြီးမှာကိုမသိတာတွေလည်းရှိနေဦးမှာပဲဒါတွေဟာနော်အဲ့ဒီမှာစာထဲမှာဘယ်လိုဆိုတော့ဆိုယက္ခဝါလီအမနုတ်တိဩတ္တသန္တိ ရက်ခါထိမ့်သိမ်းဆောင်းရှောက်နိုင်တဲ့နတ်တွေကဘလူကြီးတွေကနော်ခါတိုင်းဆိုအုပ်စုပ်ထားလားဝါလီအမနုတိအတော်ကိုလည်ရဲစရဲရှိတဲ့တရေသဘက်တွေကိုဩသစ္စံတွေလူလောကမှာလွတ်ထားလိုက်ကြတယ်မထိမ့်တော့အသွားရဘူးလို့ဘာလို့ထိမ့်ချုပ်မှုရှိဘူး